မင်္ဂလာပါ ကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဒီဝီဘီမှာဖော်ပြထားတဲ့ဆောင်းမရှင်ဒီဆိုင်ရဲ့နေကြီးမှာရွှေကြီးမလောင်းတဲ့စာတင်ကျောင်းတွေနဲ့ရွေးရခက်ပညာရေးလမ်းကြောင်းများဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ကျောင်းဖွင့်ရာသီဆိုတာကြောစရာအလွန်ကောင်းတဲ့ရာသီတစ်ခုပေါ့မိုးဖွယ်ဖွယ်လေးမှာခြေကလေးဆောင်းလို့မိဘလက်ကိုတွဲပြီးမျက်စိတငယ်နားတငယ်နဲ့ထမအူဆုံးကျောင်းတက်ဖို့လာတဲ့ မူလာဒန်းចောင်းသားဘဝကနေအထက်တန်းထိအကုံအားသစ်အင်သစ်တွေနဲ့အစွမ်းကုန်စူးစမ်းပြစ်မယ်ဆိုတဲ့အကြောင်းသူចောင်းသားတွေရဲ့အပြုံးပန်းအလှတွေနဲ့ဝေစီတဲ့ຢာဒီတစ်ခုပေါ့အနာဂတ်ပန်းလေးတွေရဲ့အမြင့်တွယ်ဖို့ဖူပွင့်ဖို့အားယူတဲ့အချိန်လေးပါဘဝမှာမမေ့နိုင်ဆုံးအချိန်ဆိုတာကလည်းအခြေခံចောင်းသားဘဝပဲမဟုတ်လားမူဂျိုမတက်ဘူးပဲမူလာဒန်းចောင်းရောက်လာတဲ့ကလေးတွေအတွက်တော့6အိမ်မက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် မိမတွေအတွက်လည်းကိုရင်သွေးကိုပထမဦးဆုံးချိန်တနေ့လုံးစာရင်ခွင်တဲကဆွဲထုတ်တွန်းပို့ရတဲ့အချိန်ဆိုတော့မျက်ရည်နဲ့မျက်ခွက်စိတ်မချနိုင်စွာဝင်ရောက်ခွင့်ရှိတဲ့နေရာထိရသလောက်ပြုံတိုးမြင်သာလောက်တဲ့နေရာကနေမရမက တွေ့ကချောင်းကြည့်ကြပေါ့တိုးဝေရသလောက်တိုးခွေရင်ကြောင်မစင်းနိုင်တဲ့ရှည်ကြဆုံးအချိန်ကာလပေါ့ကိုကလေးကငိုပြီးပဲထွက်လာမလား ဘယ်ကလေးကရိုက်ပေးလိုက်မလဲစိုးရင်စိမ့်နဲ့ရှူရှူများပောက်ချမိရင်တော့ဒုက္ခပါပဲအိမ်နာကိုရှော့ရှော့ရှူရှူကောသွားရပါမလားတကားချက်တွေကြပြီးပြိမိနေမလားအတွေးပေါင်းစုံနဲ့ရင်ဘူးပြားများနေမထိထိုင်မသာပေါ့ကလေးတွေတဝါဝါငိုနေရင်ငါကလေးအတန်လားနားစွင့်ရင်မျက်ရည်တွေဝဲចောင်းစင်းလုံးကလေးကပျော်ပြီးလာရင်ပြည့်ပြည့်ငိုပြီးပဲပြေးလာလား ကိုရင်ခွင်နဲ့ဆွဲသွင်းလိုက်ချိန်မှာအင်းချရတဲ့မိဘတွေရှိသလိုအကူအမတွေနဲ့တချောင်းတဲမှုလိုက်တော်မပိုးရတဲ့ကလေးတွေကပေါ့တငယ်ချင်းတွေစုမိပြီးပျော်နေတဲ့ကလေးအုပ်တွေရဲ့ဆရဲကြတန်လေးနဲ့ကြက်တရေမင်္ဂလာအဖျားဖျားထွန်းပါတဲ့မိုးနေတွေပြန်တွေးမိတိုင်းလွန်မောစရာအကောင်ဆုံးနဲ့ပထမဆုံးအမတ်တရတွေဆိုတာမူလာတန်းចောင်းတက်စအချိန်တွေပဲမဟုတ်လား ပညာရှင်တို့တောက်ဆုံမဲ့ရင်သွေးចောင်းသားငယ်လေးများနဲ့အပြိုင်လှနိုင်သူတွေကလက်ဦးဆရာဆရာမတွေပဲဆိုတော့အလှပေါ်အရင်ဆင့်တင့်တယ်ကြပါပေတယ်ရင်အေးရပါပေမယ်ဒစိမ့်စိမ့်နဲ့ထိုင်ကြည့်နေခြင်းစရာကောင်းတဲ့ကြည်နူးစရာမြင်ကွင်းတွေចောင်းသားចောင်းသူတွေကိုကိုယ့်အခြေခံပညာចောင်းသားဘဝအចောင်းဝတ်ဆုံးအဖြူအစိမ့်ထမင်းကြရေဘူးချင်းထီးကိုစီနဲ့ចောင်းတဲ့ကို တပွဲပွဲဝင်ရောက်လာတဲ့ကျောင်းသူကျောင်းသားကလေးတွေကျောင်းစင်းချိန်ပွဲစိတ်အောင်တဲ့ကပွဲစိတ်ကလေးတွေလိုစီလို့ထွက်လာတဲ့မြင်ကွင်းတွေကမိုးရသည့်အလှနဲ့ပတာရအကြာလွန်စွာ ရှိနေကြတယ်မဟုတ်လားပုံမှန်မြင်နေကြအလှဆိုပေမဲ့မယိုးနိုင်တဲ့အလှတစ်ခုပဲလေနိုင်ငံတကာနိုင်ငံရဲ့အနာဂတ်ကိုဖော်ဆောင်ထားတဲ့အလှပကြီးကတစ်ချက်ပေါ့ ဘလို့မှရှုမဝရှုမကြီးနိုင်တဲ့အလှမြင်ကွင်းတွေတဲ့မှာပါတဲ့မိုးရာသည့်အလှတစ်ခုပါပဲအဲ့ဒီအလှကလည်းကိုရိုနာကပ်ရောဂါမတိုင်ခင် အထီးပဲလှနိုင်တော့တဲ့အလှလိုပဲဆိုရတော့မယ်ထင်ပါတယ်စစ်ကောင်စီရဲ့2021အနာသိမ့်မှုနောက်ပိုင်းမှာတော့အဲ့ဒီမိုးအလှပကြီးကရော်ရဲရဲဖြစ်သွားပါပြီအခုချိန်ကကြောင်းတက်ရမှာလားမတက်ရဘူးလားတက်မယ်ဆိုရင်ဘယ်ကြောင်းတက်ရမှာလဲဘယ်ကြောင်းဆိုတဲ့နေရာမှာ ရွေးချယ်စရာတူကြမှာမဟုတ်ပါဘူး။မြို့ကြီးပြာကြီးဆိုရင်တော့အစိုးရအကြောင်းလားကိုပိုင် အထက်တန်းအကြောင်းလားဒေါ်လာနဲ့ရှင်းရတဲ့ international school လားနိုင်ငံခြားထွက်တက်ရမလားအ ਨੇ စုံ IMPC လို့ကျောင်းမျိုးတက်ရမလားနေမျိုးတွေကြတော့ international level ကျောင်းတွေမရှိပေမဲ့ကိုပိုင်ကျောင်းတွေကစီလို့ပါအကုန်လုံးကဟိုကျောင်းကောင်းတို့နိုဒီကျောင်းကောင်းတို့နိုပေါ့ အဲ့ဒီแหนမျိုးတွေမှာပြဿနာကတော့ NUG ကဖွင့်တဲ့အကြောင်းတရားမှာလားဘုံတော်ကြီးတင်တဲ့ပညာရေးအကြောင်းတွေမှာတရားမှာလားအသင်းတော်အခြေပြုအကြောင်းတွေစုံစမ်းရမှာလားကိုယ်ပိုင်အကြောင်းတွေမှာတရားမှာလားကိုယ်ပိုင်အကြောင်းတွေတောင်အစားတောက်ကအစားအကုန်ပြီးစီးအကြောင်းလားညမနဲ့ထမင်းကြိုင်ပိုးရတဲ့အကြောင်းလားအိမ်ပြန်ထမင်းစားအကြောင်းလားအစိုးရအကြောင်းလားကိုယ်ပိုင်အကြောင်းမှာနာမည်သွင်းထားကိုမျိုးမှာအစဉ်ပြေတဲ့ဆရာမခေါ်တင်ဒါမှမဟုတ်ဆရာမတင်တဲ့စီလိုက်တင် ဇာမီဝဲဖြည်ရင်တွေ့ထားတဲ့မြို့ကြီးကကြောက်မှသွားဖြစ်အစင်တဲ့လို့ရွေးချယ်ခွင့်ရှိသူတွေငွေကြီးတက်နိုင်တဲ့သာသမီတွေငွေကြီးမတက်နိုင်ရင်တော့အစိုးရအကြောင်းတက်ပြီးတော့တခုတော့ရှိတယ်ကလေးမိဘကမြို့ဘော်ကဖြစ်ရမယ်ဒါမှမဟုတ်မြို့ဘော်မှာနေလို့ရမယ်ဆွေမျိုးအိမ်ရှိရင်ရှိ မရှိရင်အိမ်ငှားနေဖို့အစင်ပြေတလို့ပြရမယ်ပေါ့ငွေကြီးကိုအစင်ပြေအောင်စူးစမ်းရမယ်ဆိုရင်တော့ မြို့ပေါ်ចောင်းတက်မယ်ဆိုရင်တိမ်လုံးပြောင်းရွာကိုဘယ်တော့မှပြန်မလာတော့နဲ့ဆိုတဲ့ရွာတွေကြမိဘတွေရဲ့တောကကမီးတောင်လာပေါ့အန်ယူဂျီကဖွင့်တဲ့ចောင်းနေကလက်လန်းမမီအွန်လိုင်းကတက်ဖို့လဲဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်ထားတဲ့ဒေသလူနေရာမျိုးကြတော့မိကမိဘတွေကောင်းကားတက်ကြိတ်တယ်လို့ဖြေရပြီပေါ့အွန်လိုင်းရတယ်ပဲထားအောင်သာသမီတွေအကုန်လုံးတွေ့ ဖုန်းကိုအကုန်မစီစဉ်ပေးနိုင်လျှက်စစ်မိကမရှိ ဆိုလာကဈေးကြီးဈေးကြီးဆို အကုန်ကြီးပါ အရင်ကတရားတန်းဥဒိုက်တန်ကွေလေးကအစားအခု1500ကျပ်ဖြစ်နေပါပြီဆိုတော့ပညာရေးအသက်ဆက်ဖို့တဲ့နေရေးကိုအရေးပေါ်ဖြည့်ရှင်းရမယ့်မိဘကအမောဆိုလို့ပေါ့ရွာမှာဆိုတာလဲပဲလုံမလားအခင်းမှာနေစားပဲသွားမလားဘဲနှုတ်ကောက်ဆိုင်လဲရိတ်သူရတဲ့နေတဲ့သူအလုပ်တွေပေါ်တယ်လို့ ငွေလဲပေါ်တဲ့သူတွေရှိတာပါပဲရန်ကုန်မန္တလေးလိုမြို့ကြီးမှာအိမ်ရှိပြီးသားသူတွေကြတော့အချိန်မပြတ်ပေမဲ့လေပိုင်မရှိခင်ကုန်းမပိုင်သူမိဘတွေကြကလေးတွေကိုကြောင်ထားရေးမထားရေးဟာပြမာကြီးကောင်းလို့ပဲကုန်းပေါ်မချရင် ရေရက်ပြတ်မချရဲတဲ့အခြေအနေမျိုးပေါ့လက်ဆက်တဲ့လေအော်ဂနစ်အစားအစာတွေစားတော့လှုပ်လှုပ်ရှားရှားနဲ့ခနာကိုတန်ဆွမ်းမှုဖွံ့ဖြိုးမှုကမြန် နေဆာဒူဝတွေ့နေရတာကအရင်မတိုင်းမီအိမ်နောင်ကြတာကိုဂုံယူစရာထင်နေကြတဲ့အနေအထားမျိုးပါ။ရွာမာကအเจ้าမရှိတော့ဘူး။ခတ္တာကအတုမင်အတက်တင်အရင်မတိုင်းခင်အိမ်တောင်တဲမိပြီးဘဝတလန်းတွေကမိဘတွေရီမှန်းဖြစ်စေခြင်းလို့မဖြစ်နိုင်တော့မဲ့အနေအထားမျိုးပါ။နေရွယ်နှုတ်ချိန်ကအချစ်တွေဆိုတာကလည်းအချိန်မခံရင်ကပြိုလဲ။ကလေးမိဘတွေရဲ့ရင်သွေးမြေးတွေကြောင့်အဘိုးဘွားတွေအလုပ်ကို မျက်နှာပြက်မိတ်ပြက် ကလေးတွေဘဝကလည်းပညာရေးဆုံးကမ်းမတိုင်တော့အလုတ်ကိုင်းအတွေးခေါ်အကုန်အားနည်းချက်တွေနဲ့ပေါ့ကိုရီသားကကြောင်းသားအပါဝင်ဝန်တန်းတိုင်းအကုန်စီရန်ဝင်ဖို့ပဲလောစောစီရန်မဝင်ရင်ရွာပြန်မလာနဲ့မိသားစုလိုက်ပြောင်းသွားဖို့ဖီအားပေးခံလိုက်ရတယ်လို့ကြောင်းတက်ချင်ရင်လည်းတမိသားစုလုံးလိလိုက်ကြတော့ဆိုတဲ့ရဲရဲတောက်ဒေါ်လာကြီးအဖွဲတွေ ရှိတဲ့အရက်ကတမျိုး စစ်တပ်ကဝင်ဝင်ထုသွားလို့လေရင်နဲ့လာပစ်တယ်လို့အဲ့ဒီလိုဒေသတွေကပြည်သူတွေကဒေါ်လာကြီးအဖွဲတွေပဲပြက်ပြက်သားသားယက်တီကြနဲ့ကလေးတွေကြအကြောင်းတက်ရမလို့လို့မတက်ရမလို့လို့ပေါ့အကြောင်းတက်ရင်လဲရွာကထွက်သွားရတာမျိုးမျိုးเจ้าတက်တဲ့မိဘခေါ်တံငွေရကျိန်တန်းဆိုတဲ့အဖွဲကလည်းရှိပြန်ပြက်သားပုံကတော့စစ်ကောင်စီဖွင့်တဲ့အကြောင်းမှာတက်တဲ့အကြောင်းသားငါတို့နယ်မှာကင်းစင်ရေးထိဦးတည်လာရော့ တောင်းတက်ခွင့်ရတဲ့ကလေးတွေကြတော့စစ်ကောင်စီတပ်ကလေရင်နဲ့ဖုံးကျပြီးအိမ်ပြန်မလာနိုင်တော့တာတွေနေကြီးမှာရွှေကြီးမလိုင်းနိုင်တော့တဲ့စာတင်ကြောင်းတွေပေါ့ကလေးငယ်တွေចောင်းသားတွေအတွက်ចောင်းဖွင့်ခြင်းကပြောစရာမကောင်းတော့တယ်လို့ចောင်းတက်တဲ့ចောင်းသူចောင်းသားတွေကြတော့တငယ်ချင်းမစုံနိုင်တော့ဘူးတချို့ကလေးတွေကအစိုးရစာတင်ကြောင်းကိုတခါမှမတက်ဖူးသေးဘူးတချို့ကြចောင်းကိုចောင်းလို့မတက်ဖူးကြသေးဘူးတချို့ကြ ကျောင်းတော်တက်ရပါရဲ့အပြစ်ခတ်တွေကျောင်းမှဖြစ်လာမှစိုးရင်စိမ့်နဲ့တနေရတယ်။မျိုးကြီးတွေမှာကြတော့ဘာတစ်ခုမှနှောင့်နှေးမသွားပါဘူး။ငွေကြေးတက်နိုင်သူတွေရဲ့သားသမီးတွေကျောင်းသားတွေအတွက်ကြမိုးရွာရွာနေပူပူအာမပူစရာမလိုပါ။မြန်မာနိုင်ငံတလွားမှာခက်ပြတ်တဲ့ရှင်သန်ဖို့ရုန်းကန်နေရတဲ့တတူရွယ်သူကလေးတွေရဲ့အခြေအနေမျိုးသူတို့ကြုံစရာ အကြောင်းမရှိသလိုအဲ့ဒီလိုအနေထားကနေရုံထလာနိုင်တဲ့ ကလေးမျိုးဆက်တွေထက်အပုံကြီးတာနေတဲ့နေသားမျိုးမှာသူတို့ရဲ့ကြောင်းဖွင့်ခြင်းကပုံမှန်ဝင့်ထွယ်စွာပဲပေါ့တချို့ရွယ်သူကြောင်းတွေမှာကြောင်းဖွင့်ခြင်းမရှိဘူးဆိုတာတွေကြောင်းဖွင့်ခြင်းမှမတည်ဘူးဆိုတာတွေကသူတို့တွေဉာဏ်ပညာနည်းလို့ဖြစ်တာလို့တောင်ထင်နိုင်မှာရှိပါတယ်တော်လန်ကြီးကိုအရှင်ယူအပြည့်တက်ချင်နေကြတဲ့သူတွေကြီးစုနေတဲ့ဒေတာမျိုးဆိုရင် ပိုဆိုးတာပေါ့အသက်တစ်နှစ်နှစ်နှစ်ကြီးသွားတာအရေးမကြီးဘူး နိုင်ငံတော်ကိုစနစ်ဆိုးကချက်ချင်းလွန်မြောက်ဖို့အကောင့်ထဲပေါ်ခြင်းစိတ်တွေထက်တန်လွန်တော့မြေပြင်ကပကတိရင်ဆိုင်ရမယ်နောက်ဆက်တွဲဆိုးကျိုးတွေကို အမြန်ဖာထိပြစ်နိုင်ဖို့အများကြီးမျှော်လင့်အားထုတ်နေကြတာပေါ့အမှန်မှာကစနစ်ဆိုးတဲ့တာယာနေသူတွေနဲ့သူ့နောက်ပါတွေမျိုးရိုးစင်ဆက်လို့ဆက်တာယာနေဖို့ရှိရွေးနေသူတွေရဲ့အတိုင်းဝိုင်းတွေကစနစ်ဆိုးကြီးကိုမြန်မြန် ညဉ့်ဉန်ကြီးမကုံဆုံးစေခြင်းဘူးမဟုတ်လားသူတို့အတွက်ကြဒီစနစ်ကြီးကကောင်းလွန်နေတယ်လေအခုတောင်တော်လိုင်းကြီးကာလမှာပညာရေးဆုံးကမ်းမတိုင်နဲ့ကလေးတွေဟာအသက်ပြေသွားပြီးနိုင်ငံရခြားမှာ တရုတ်တရှူးမပြောခင်မှာဂျန်ကင်းတွေမှာတရုတ်ပြည်ထဲမှာထိုင်းကချန်တွေထဲမှာအားလုံးကချွေးတွေတရွှဲရွှဲနဲ့ကွန်ပျူတာရှိဝေကောင်းစားလာလွေးတွေနဲ့စမတ်ကြကြညာနာလုတ်သားတွေတော့ဖြစ်မလာတော့ဘူးပေါ့။ចောင်းဖွင့်ချိန်အလား ပြတ်သုံးခြင်းရဲ့နောက်ဆက်တွဲစိုးကြိုးတွေပါလူသားရင်းမြစ်ယိုစိတ်မှုဘဒုသားကနိုင်ငံသားကနေပတ်စံပို့လိုက်တာတိမ့်တရာတဲ့ဘဒုသမီးကဖြင့်တိမ့်90တဲ့အမလေးတိမ့်30လောက်ဆိုတာလိုင်းသွားသုံးမှာလိုင်းသွားတဲ့လိုင်းသွားသုံးမှာမှားလိုက်ုံပဲသာသဖြင့်ငွေရှင်အိဆောက်ရွှေဝယ်ငွေစုလက်ဝယ်တဲ့မိဘတွေရှိသလို့ ဘယ်သူတာသမီကဘယ်နိုင်ငံမှာဒုက္ခရောက်နေတယ်တဲ့ပတ်စံဘလောက်လွှဲလိုက်ရတယ်ပြန်ရောက်လာပြီးရွှေတော်တဲ့သွားလိုက်ပြီးဘယ်သူတမီကတရုတ်ပြည်မှာအိမ်တောင်ကျသွားတဲ့ကွန်ဘွားငွေတွေမှ တထောပဲဘယ်သူတမီကလူကုန်ကူးခံရတယ်ထင်တယ်အဆက်အသွယ်မရဘူးတဲ့အသဖြင့်တော်တော်ညံနေတာကအသက်ပြေကစားပညာရည်လန်းကိုဆက်လျှောက်ခွင့်မရနိုင်တဲ့ကလေးတွေရဲ့လူငယ်တွေရဲ့ဘဝကံကြမ္မာတွေ ဖြစ်ကြပါတယ် စနစ်စိုးတိုင်းမှာတားကောင်ဖြစ်တာမြေသားပင်ဖြစ်တာကအခြေခံလူစံစားတွေပါပဲဆယ်တန်းအမြန်အောင်အထွေထွေလှုပ်သားအမြန်ဝင်အခြေအနေကောင်းတာနဲ့ပညာရေးဝန်ထမ်းအဖြစ်အမြန်ပြောင်းခုံရှိရှိကြက်တရေရှိရှိနေရတဲ့ဘဝရောက်အောင်ဆက်လီတဒန်းခြေလျင်တဒန်းဂုံယုံလျှောက်မိဘတွေငှထားပေးတဲ့အိမ်တွေမှာတိလရှင်เจ้าတွေမှာဆွေမျိုးတွေအိမ်မှာညနေငယ်မိဘနဲ့အဝေးအလေတန်းအထက်တန်းအเจ้าသားဘဝကိုကြော်ဖြတ် ပညာရေးဝန်ထမ်းဖြစ်လာပြီးအဝေးတင်တက္ကသိုလ်ကဖွဲ့တစ်ခုရလောက်သက်နဲ့အလဲတန်းပြမူလာဒန်းကြောင်းတွေဖြစ် လူယုတ်သည်ရှင်ယုံသည်ဘဝရောက်မှစီဒီယမ်လုတ်ပြီးလစာမရရဲကြောက်ရစစ်တပ်ကြောက်ရဘဝမှာမနေခြင်းမူဆိုတာတစ်ဖွဲ့ဖြစ်ပြီးတစ်ဖွဲ့ကတော့အရေးတော်ပုံအောင်ရမည်ပဲဒီဘဝရောက်ရောက်လုတ်စာမယ်ကာသမီတွေလက်ထက်တမိုင်းတရက်ခံမဖြစ်ခြင်းဘူးဆိုတဲ့အဖွဲ့ပါဘလို့နေနေရဲနဲ့ စစ်ကြောက်ရမယ့်ဘဝမနေခြင်းနဲ့သူတွေကတော်လန်ကြီးစိတ်အားထက်သန်နဲ့သူတို့လူမှုပတ်ဝန်းကျင်ကဝိုင်းကျင်တာခံရပြီးရွာကိုမပြန်ရရွာကလည်းအဝင်မခံနဲ့လူရိုးသေးရှင်ရိုးသေးဘဝပေါင်ကျင်းသွားတာမျိုးဖြစ်တယ်လို့တချို့သောသူတွေရဲ့ရုံရှားတဲ့အကြည့်တွေကိုရင်ဆိုင်ရတော့ចောင်းသားလာចောင်းသားလာရတယ်ခါတိုင်းចောင်းဖွင့်ချိန်တွေလို့မျက်နှာကလန်းဆန်းတကြွလေးစားပွဲရဲရဲဝင်းဝင်းအပြုံးမျိုးကိုမစင်များနိုင်တော့ဘူး ကျက်တရေရှိစွာတင့်တယ်တောက်ပါတဲ့အရှိန်ဝါမျိုးကိုမဆောင်နိုင်တော့ဘူးပေါ့ကြားတယ်ရွာเจ้าနေဖွင့်ဖို့ဖြစ်နိုင်တော့ချိန်လစာတစ်ခုကိုပဲမိခိုနေရသူတွေကြတော့မြို့เจ้าမှာလာတွဲမြို့ကန်เจ้าတွေကပညာရေးဝန်တန်းချင်းမဆာမနာနိုင်နိုင်တက်စီနေလောက်ကြ အာနာသိမ့်ပြီးစေတန်းချိန်စေတန်းမရအရာဖြီအာနာသိမ့်ပြီးစေတန်းချိန် ဆယ်ထမရအရဖြစ်အောင်ထားပြီးတော့ရဝံကူနေစားလာပြီးစသဖြင့်ဆရာပေါ့ဆရီဘဝကလည်းမတက်တာကျောင်းမစုံမဝင်ရဲစတုံးမထုံရဲဇေဝဲထွက်တာလို့လို့တနေရာရာသွားပြီးလဲတာလို့လို့နဲ့အလုံးဝင်မဝင်ရင်လဲမိသားစုအချင်းတွေကပြတ်နေပြီဆယ်ထအောင်ဖို့မိဘကမနိုင်ရင်ကောရင်းနှီးပေးထားတာလေးတွေအကျွေးကြံတွေနဲ့ပေါ့မလွန်စားနိုင်တဲ့အကြောင်းတရားများစွာနဲ့သူတို့လေးတွေကိုဒီကြောင်မှလာတွေ့ရင် ိမ်ငါစေးနိုင်မလားအမိုက်ကောက်မျက်နှုတ်နိုင်သလားဆိုတဲ့မိကုံးတွေကအံ့အားသင့်စရာမိကုံးတွေမဟုတ်လားဘလို့မှလည်းမျော်လင့်ထားကြမှာမဟုတ်ပါဘူးကြက်တရေမဖြားနိုင်တဲ့ចောင်းဖွင့်ချိန်တွေတိုင်းမှာသတိရတာတစ်ခုကတော့ကချင်းတကြောပြန်စစ်ပြန်ဖြစ်ဖို့တာဆုံနေတဲ့နှစ်တွေမှာဗမော်မန်စီမျိုးလေးကိုရောက်ခဲ့ပါတယ်ဆယ်နှစ်ရွယ်အမကချောင်းနှစ်ရွယ် သူ့မောင်လေးကိုကြည့်ပြီးပြောပါတယ်မောင်လေးကိုကြီးမလာစေခြင်းဘူးတဲ့ တွေ့တွေ့ဆဆနဲ့အဝေးတနေရာကိုမကြည့်ပဲမြင်နေရတယ်လို့လို့လေတံလေးငိုမေးကြည့်ပါတယ်။ဘာလို့လဲသမီးရဲ့မောင်လေးကြီးလာရင်အားရှိလာရင် အာကိုရမှာပဲကို ဆိုတော့မောင်လေးကြီးလာရင်လည်းအရက်ကိုအရန်မရှိသေးခြင်းမူဆိုပြီးထပ်ဖြည့်ပြောပါတယ်။ဟောဒါတော့များသွားပြီ။သူ့မောင်လေးကို အခုတောင်ခြိပိုးထားလို့ရာသေးတဲ့အရွယ်ဖြစ်နေစေခြင်းသေးတဲ့သူ့ဆန္ဒကမောင်လေးကိုတိတ်ချစ်တာတဲ့ စေတနာစွာနှမျောတတနေတဲ့ပုံစံမှာသူများဆွဲလူသွားတာခံရတော့မဲ့တားတဲ့အမေရဲ့ရင်ခွဲနာတံမျိုးပါ။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတာကိုပိုသိသွားခြင်းပါလေ။မောင်လေးကအခုငယ်ပါသေးတယ်။နောက်ကြီးလာရင်လည်းအတူတူကြောင်းတဲ့ပညာဓာတ်တွေဖြစ်ရင်မမေတို့နဲ့အတူတူပြန်နေလို့ရပြီလေ။အာမငယ်ပါနဲ့လို့ပြောမိပါရဲ့။ ူတို့ကမန်စီမြို့ပေါ်ရက်ွက်တစ်ခုကအဘွားကိုတယောက်အိမ်မှာအိမ်ခန်းငါးပြီးကျောင်းလာတက်ကြတာပါ။စနေဝင်းကျင်အမနဲ့ချောင်းနှစ်သားသားမောင်လေးစတုံးနှစ်လောက်ရှိတဲ့အိမ်နီးနာချင်းမမတယောက်နဲ့သူတို့ သုံးယောက်ပေါ့။ဒီရွယ်လေးတွေကိုအိမ်ငါထားကျောင်းတက်ဖို့လွှတ်ရတဲ့မိဘကဘလို့စိတ်ချမှုမျိုးနဲ့လွှတ်ရနိုင်တာလေလို့တွေးမိကောင်တွေးမိနိုင်ပါလေ။သမင်းချက်ပြုတ်စီမံကြောင်းသွားစာချက်လျှော့ဖို့အရာပြင်ဆင် ငွေကြေးသုံးစွဲမှုအကုန်လုံးသူတို့ဖာသာစီမံခန့်ခွဲရတာပါ သူတို့ပဲတော်လွန်လာလားမိဘကပဲအသေးမှဒါလားပေါ့စေရန်တီဝယ်မလျှော်ဘူးတဲ့ကိုကိုကိုတောင်အာမရတယ်လို့ဖြစ်သွားတာပေါ့ကြည်စံသူတို့တွေညမနဲ့အပတ်တိုင်းចောင်းဆောင်မေးပွဲ ဖြစ်ပြီးချိန်ထိအရာအလုံးကိုသူတို့ဘာသာ စီမံကြော်ဖြတ်နေကြပြီ အခုသူ့မောင်လေးကိုတောင်မကြည့်လာစေခြင်းနဲ့အမမျိုးကိုတွေ့ဘူးပြီး သူ့မောင်လေးကိုဖြစ်နိုင်ရင်ကြားမလေးတကောင်လို ကာကွယ်ချင်နေတဲ့အမမျိုး အမေလိုအမမျိုးဘယ်ရာကသူ့ကိုဒီလောက်ထိပူပန်စိတ်တော်ကရောက်စေတာလဲပေါ့သူကလေတံဖြော့ဖြော့လေးနဲ့ဖြည့်ပါတယ်မောင်လေးစေတံလဲရောက်မှာမဟုတ်ဘူးပညာတတ်ဖြစ်မှာလဲမဟုတ်ဘူးမိဘနဲ့လဲခုကလေးကခွဲနေရပြီသူနည်းနည်းကြီးလာပြီ၁၄၅နှစ်လောက်အရလဲအရန်ရှည်သွားရင်သူစစ်သားလောက်တော့မှာ ရင်းဆိုတဲ့အတန်တလုံးပဲထွက်နိုင်တော့ပါလေသူ့မောင်လေးကိုမိဘကိုစားသူကပဲရှင်အုပ်မကွာစောင့်ရှောက်ခွင့်ရနေတာဒါတောင်နှစ်အကန့်တနဲ့ပေါ့ဟုတ်ပါတယ်မောင်လေးဘိုက်ထဲမှာရှိနေကလေးကတိနေကြပြီးမွေးလာလို့နာမည်ရှိသွားရင်သူတို့စိတ်ရင်းတဲရှိနေတာလေမောင်လေးကြီးလာတာနဲ့ခေါ်သွားကြမှာလို့ကြေခွဲတာနဲ့သူကဖြစ်ပါလေဘေးကသတုံးနှစ်ကောင်မလေးကလည်းခုတောင်မမေတို့စီခဏခဏမပြန်ရတော့ဘူးရွာမှာ ကြောင်းမရှိတော့ဒီထိလာတက်ရတယ်အကိုကလည်း KIA တဲ့ဝင်သွားကလေးကမမြင်ဘူးတာချက်ပြီးတဲ့သူတို့ကကလေးတွေလေကလေးတွေပဲတွေးမှာပေါ့ကိုတွေလည်းတောင်မောင်အင်ကမုံနှမတွေတလဲစီစစ်မှုထမ်းရတယ်မောင်လေးထွက်လာတော့မမအစားပြန်သွားရတယ်လက်နက်ကင်ရှိတဲ့လူမျိုးတွေမှာလည်းအာသာချက်နဲ့အာနေချက်တော့ရှိတာပဲလေအာသာချက်ကကိုကိုကာွယ်ပေးမဲ့သူရှိတယ်ဆိုတဲ့အချက်ဖြစ်ပြီးအာနေချက်ကတော့ လူစွမ်းအားရင်းမြစ်ကိုလိုအပ်တဲ့ချိန်အရေးပေါ်ဖြည့်ရှင်းမှုတွေတာဝန်ယူမှုတာဝန်ခံမှုတွေရှိပါတယ်။သဘောတူညီမှုတွေရှိတယ်။တာဝန်ယူနိုင်တဲ့အတိုင်းအတာမှာလည်းယုံကြည်မှုတည်ဆောက်ရတဲ့သူတွေနဲ့ယုံကြည်လို့ရတဲ့သူတွေဆိုပြီးနှမျိုးရှိလာတဲ့အခါယုံကြည်လို့ရတဲ့သူကအရေးပေါ်အခြေအနေတိုင်းမှာအနစ်နာခံရပါတယ်။ထောက်ထားစရာတွေကြောင့်လက်ကိုလုံရမဲ့ mask အနေထားမျိုးတည်းရှိနေရင်လေဒါကလုံးဝရှောင်လွဲလို့ရတာမှမဟုတ်ပဲ။ ကလေးတွေကသူတို့ရဲ့ math အနေထားကိုကောင်းကောင်းသဘောပေါက်နေတာမို့သူတို့ကျောင်းဖွင့်ခြင်းတွေကိုသူတို့ရေတွက်လို့ရနေတာကိုကိုစနေသားစနေသမီးဘဝမှာတာဝန်ကြီးကြီးစီမံခန့်ခွဲမှုအကြီးကြီးနဲ့ဖြစ်ရှင်းစရာကြီးကြီးမားမားဆိုတာကိုတွေးကြည့်ရင်အဲ့ဒီအနေထားကနေကိုသာဆိုဘလို့ကြော်လွားနိုင်မယ်ထင်တယ်လေကိုဖာသာကိုမေးကြည့်ရင်ဘာဖြစ်ထွက်လာမလဲလူကြီးပြကြီးကရွယ်ဝချမ်းသာတဲ့တာသမီးတွေရဲ့၁၀နှစ်အရွယ်ဆိုတာ မိသားရဲလေးနဲ့မကြလိုလီသေးမရှိပြုစုယူရနေတိမခံလေတိမခံဘဝတွေပါ စားတရားကုံအောင်စားနိုင်ဖို့ဆိုတာက အကြီးဆုံးဝတရားကျေပွန်မှုမဟုတ်လားចောင်းဖွင့်ချိန်မှာလဲပူပန်စရာဆိုတာမိဘနဲ့ခွဲတဲ့အချိန်လေးမှာကြီးတွေ့ဆက်ဆံရတဲ့သူတွေနဲ့အဟာဇာတဖြစ်မဖြစ်ဆိုတာကအကြီးမားဆုံးပူပန်မှုတွေပဲလေဘလိုပဲနေနေမောင်လေးကြီးလာမှာစိုးရိမ်နဲ့အမတွေရဲ့ရင်ခွင်းနာဟာចောင်းဖွင့်ချိန်နေမှာစတက်ပြီး ီတခါငါမောင်လေးចောင်းတက်ဖို့ပါမလာနိုင်တော့ဘူးဆိုတဲ့အတွေးတွေရဲ့အနစ်နာခံမှုဟာလူမှုအဖွဲ့အစည်းတစ်ခုကိုကိုင်ငယ်စေနိုင်တဲ့အုတ်မြစ်ဖြစ်ခဲ့နိုင်ပါတယ်အခုဆိုရင်ចောင်းဖွင့်ခြင်းဟာမြန်မာနိုင်ငံလုံးရဲ့လှပတင့်တယ်ခြင်းမဖြစ်နိုင်သေးပါဘူးမိဘတွေကကလေးတွေရွေးချယ်မှုတွေကြားပြများပြီးစနစ်တွေကလူတွေကိုတောကများစေတဲ့အချိန်ဆိုတာចောင်းဖွင့်ခြင်းပါပဲဒီတော်လန်ကြီး ဒီထက်ကြာရှည်နေမယ်ဆိုရင်ចောင်းဖွင့်ခြင်းတွေဟာလည်းငင်္ဂလာရှိနေဖို့မလွယ်ကူပါပညာရေးကိုစီးပွားရေးတပွဲဥပဒေလက်တလုံးချကြီးပွားမဲ့သူတွေတက်ကတော့အတော့ကိုစက်တရေလမ်းဖြာစိတ်ချမ်းသာရမယ့်အချိန်ပေါ့ကိုယ်ပိုင်ចောင်းမှာចောင်းဝခံထားရင်ចောင်းသားမလာရင်နေစရင်သွင်းပေးယုံနဲ့တင်တင်းကြီးဆယ်ချီရနေပြီမဟုတ်လားမင်္ဂလာမှာမင်္ဂလာဆင့်နေတဲ့သူတွေကြဒီအချိန်မှာမိုးရွာတော့ရေခမ်း ကျုံကတပိတ်ဝင် အိတ်ဝင် ကောင်းလိုက်တဲ့အနေထားပေါ့ကြာလီကြိုက်လီပေါ့မိဘနဲ့ចောင်းသားတွေအတွက်သာနေကြီးမှာရွှေကြီးမလောင်းပေမဲ့ကိုပိုင်ចောင်းတွေကျူရှင်စရာတွေအတွက်တော့ရွှေကြီးလောင်းနေတဲ့စာတင်ចောင်းဖြစ်နေတယ်မဟုတ်လားရွှေရခက်တဲ့ပညာရေးရှင်သန်မှုပညာရေးအသက်ဆက်မှုတွေကိုကြံ့ကြံ့ခံပြီးနေကြီးမှာရွှေကြီးလောင်းပျော်ရှင်စရာ စာတင်ចောင်းတွေအမြန်ဖွင့်နိုင်ဖို့ပဲ 受到灭霸的打压。